ဈေးဝယ်စံတာစူပါမားကတ်များ၌သားငါးဝယ်သူပုံမများလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စားသုံးသူတွေအနေနဲ့လက်ရှိမှာ ရက်ကွက်ဈေးတွေထက်ဈေးဝယ်စမ်းသာစူပါမားကတ်တွေမှာကားငါးဝယ်မှုပုံမှုများပြားလာတယ်လို့သိရပါတယ်။ဈေးဝယ်စမ်းသာတွေမှာကားငါးဝယ်ယူမှုပုံမှုများပြားလာတဲ့အဓိကအကြောင်းရင်းမှာရက်ကွက်လက်လီဈေးတွေထက်ဈေးနှုန်းသက်သာခြင်းနဲ့အချိန်အတွက်အမှန်ကန်ခြင်းတွေကြောင့်လို့အိမ်ရှင်မတွေကမှတ်ချက်ပြုပါတယ်။ ်ဒါအပြင်ရက်ကွက်လက်လီဈေးတွေအတွင်းဈေးနှုန်းမြင့်မားမှုအပြင်သတ်မှတ်အလေးချိန်မပြည့်အလေးခိုးထားရခင်ရက်ချံမလက်ဆက်တဲ့အသားငါးတွေကိုရောနှောရောင်းချထားရေထိုးရောင်းချထားစတာတွေကြောင့်အဆိုပါကိစ္စရက်တွေမကြုံတွေ့ရတဲ့ဈေးဝယ်ဆန်ထားစူပါမားကတ်တွေမှာပုံမိုးရွေးချယ်ဝယ်ယူလာကြတာဖြစ်တယ်လို့ဆိုပါတယ် ဈေးဝယ်စင်တာတွေမှာရောင်းချရတဲ့သားငါတွေဟာရက်ွက်လက်လီဈေးများကဲသို့ပိတ်သားချင်းနဲ့ရောင်းချထားမျိုးမရှိဘဲကီလိုဂရမ်အချိန်အစားတွေနဲ့ရောင်းချတာဖြစ်ပါတဲ့ ဒီလိုရှောင်းချရမှာလဲဝဲသူတွေဝဲယူလို့တဲ့ပမာဏကိုအဆင်ပြေအောင်ချိန်ဆတွက်ချန်နိုင်စေဖို့၁၀ကျပ်သားမှ160ဂရမ်ခန့်25ကျပ်သားမှ430ဂရမ်ခန့်50ကျပ်သားမှ120ဂရမ်ခန့်တပိတ်သားမှ1630ဂရမ်ခန့်စားတဲ့အလေးချိန်သတ်မှတ်ချက်တွေကိုလည်းဖော်ပြပေးထားပြီးမိမိစိတ်ကြိုက်အလေးချိန်ကိုဝဲယူနိုင်တယ်လို့သိရပါတယ်ရှင်။